ခလေးကိုမတွေးလို့အရန်စိတ်တွေတော်တော်ဥစ္စာဖြစ်သွားပြီးသူ့ကိုရိုက်မိတယ်။အန်နီရတယ်စိတ်တွေလုံးဝထိတ်လို့မရဒီအငဲမလေးရှိဖို့ပဲစိတ်ကရောက်နေတယ်။ဒီအငဲမလေးနိုင်ကောင်းတဲ့လူတစ်ထဲရောက်သွားတယ်သူမျိုးမကောင်းတဲ့ကောင်းလေးမကောင်းတဲ့လူတွေကလက်ထဲရောက်သွားမှသူမှကြောက်နေတယ်ဒီခလေးလေးတော့ဘူး။အကလေးလေးတယောက်နဲ့ထားခဲ့ရင်မပြောက်ဘူးအဲ့ဒီရက်မှာနှစ်ယောက်ထားခဲ့မှာပြောက်သွားတာမိဘသူကရိုက်ဝိုင်းရောစိတ်မကောင်းဘူးလေစိတ်မကောင်းအများကြီးရတာမိဘတွေကထုံးတာပဲလေ ကိုသားလို့ပြလာဝဲရဒီကလေးတွေသမီးဘလို့မှခွဲလို့မရတာသမီးမကငယ်မလေးကိုဆေးရုံတိတ်ပူရည်တွေကဒီကလေးတွေကိုခွဲတိုင်းလို့ပူရည်တွေအသေးတယ်ကိုပြန်ခေါ်ခိုင်းရတယ်ဆေးရုံဒီကောင်လေးကိုလုံးဝမခွဲနိုင်ဘူးကအမေတို့သမီးကြောင့်ပြင်းလာပြဖြစ်သွားတယ်သူတွေလည်းသာမန်ပါလေသမီးသမီးလေးပြောင်းသွားတယ်စိတ်ပေါ်ရဲ့ဒီမှာသမီးသမီးသားတို့ဒီလိုက်ပြီးပါတယ် လို့ကအဲ့ဒီကိုလို့ပြတာအမိနာတကဘယ်တော့မှတကယ်လို့မရိုက်တော့ပါဘူးအမိတကယ်တော့ရိုက်ခဲ့ပါရှိရဲ့အမိတို့ဆရာဥပဒေရတော့ပြတ်မှာတော့တောင်းမှပါလေအဲ့ဒီတိုင်းကဘယ်လိုရမ်းသလဲသူကတမ်းနေတယ်ဘယ်လိုလဲနော်မြေကြီးကဘယ်လိုလဲအမေအနေရောနှစ်နာရီခွဲဘိုးရွာကန်ဒီတို့ အထဲဆိုင်ရဒီပတ်ချမ်းကထောက်ချမ်းလမ်းဆောင်ကအထဲဆိုင်ရသူတို့ဆိုင်တွေဝိုင်းရွှေ့ပေးပါလားဆိုတိုက်ရွှေ့ပေးဦးမကြီးအတန်းတန်းမာလာရဲ့တားလေးညီမလေးကိုကြည်ထားတော့သူကသမီးရဲ့တွားတော့သူကတနေရမှာတဆော့နေတယ်ဆော့ရရဲ့ညီမသမီးကပြန်လဲပြန်လာခလေးမတွေ့တော့လို့တားလေးရေညီမလေးရောလို့မေးတော့မဖြေဘူးမဖြေရနဲ့ဆော့ရလို့ဆိုရသမီးကရိုက်တယ်ရိုက်ရိုက်ရိုက်ဘွာနှစ်ချက်လောက်လည်းရိုက်တယ်ရိုက်တောင်းပြီးရိုက်လိုက်သေးရိုက်ရိုက်ရိုက်ဘွာ သားလေးညီမလေးကိုဘလူးခေါ်သွားတာလေတော့မိမမိမတယောက်ခေါ်သွားတယ်ဆိုပြီးပြောတယ်အပြောတော့မှသမီးစိတ်ဆိုပြီးဆိုနောက်တစ်ချက်ထိုက်ရိုက်ပေါ်မှာသမီးအရက်သွားတယ်ခလေးကိုမတွေ့တော့အရန်စိတ်တွေတော်တော်ဥစ္စာဖြစ်သွားပြီးတော့သူ့ကိုရိုက်မိတယ်အန်နေတဲ့နေပဲရိုက်မိတာအန်နေတဲ့နေပဲရိုက်မိတယ်ကျန်တဲ့နေမရိုက်ဘူးအန်နီကတော်တော်ရင်ထဲမှာတော်တော်ဥစ္စာဖြစ်နေတော့အပူကြီးတစ်ခုလိုပဲဒီကလေးလေးကမိန်ကလေးဖြစ်နေတော့ပြန်သွေးပါသိုးရင်ကြီးရတယ် အခုပြတ်သွားတဲ့ကလေးလေးကတနည်းတည်းရှိလားပြတ်သွားတဲ့ကလေးလေးကိုပြန်တွေ့လားမတွေ့သေးဘူးအရင်တော့ဆိုသမီးကတောင်းတယ်အခုတော့သမီးကတောင်းတယ်ဒါပေမဲ့ကလေးလေးဒီအငယ်မာလေးကနေဘူးတော့မခံနိုင်လို့ဆိုသမီးမှအပင်အောက်မှာပဲထားတယ်ဒီကောင်လေးကသမီးရဲ့ပဲထွက်တောင်းတယ်တခါရရင်အကလေးလေးတယောက်တည်းထားခဲ့ရင်မပြတ်ဘူးအဲ့ဒီရက်မှာနှစ်ယောက်ထားခဲ့မှပြတ်သွားတာကလေးရပတယောက်ချက်နှစ်ယောက်တယ်နှစ်ယောက်တယ်ကလေးရပစီလားအရင် အာလိုင်းမမသမီးကတည့်ရတူတယ်ကောတော့အေးပြူကလယ်မရေးတဲ့နင်းဥစ္စာကိုဖြစ်စဉ်အမှန်မရေးထားဘူးသူတို့ကတဲ့မကလေးကိုရိုက်တယ်ဆိုပြီးပဲတင်ထားတယ်တဲ့လိုင်းမမကခဏလေးငါရှာပေးမယ်တဲ့ပြောယူသမီးကအန်နီကသမီးသမီးလေးကိုတွေးရင်လည်းသွားတယ်ဆရာမရှိဘူးသွားတူမရှိဘူးဆရာမကပြောလိုက်တယ်ဘယ်သိဆရာမအနေထောက်ချက်မသွားတယ်ထောက်ချက်သွားရင်ပြဿနာကိုအကြီးတက်နေပြီဆိုပြီးပြောလိုက်တယ်ဒါပေမဲ့ကိုကဒီအောင်မယုံလေးမယုံလို့ဆိုရင်ပြန်လာတယ်ဒါလည်း ရောက်ရောက်ချင်းပဲအပြဿနာစတိလိုက်တယ်။အလိုင်းပေါ်မှာတင်ထားတာဒီကလေးကိုရိုက်လို့တင်ထားဆိုတာတိလိုက်တယ်။ပုံမှန်ရောကလေးနှစ်ယောက်ပြန်ထားပြီးတော့အဲ့လိုသွားမှုတာ။ထားလိုက်တော့ဆိုရင်သမီးသမီးတွေပါတောင်းဝယ်ရောအငယ်မလေးကိုကြာတော့ဘေးနားဆိုင်မှာအပ်ထားခဲ့တယ်။အကြီးကောင်လေးကိုကြာတော့အရှိလေးမှာဆိုင်ရဲ့အရှိလေးမှာထားခဲ့တယ်။ဟောင်းရလားတော့အသေးဆိုင်လေးရှိတယ်အသေးဆိုင်ရကြတော့သူတို့အရန်ချစ်တယ်ချစ်လို့ဆိုရင်သူတို့ကခေါ်ခေါ်ထားပြီးတယ် အန်တဂျန်တွေမှာကြာတော့အကောတော့ပိတ်လို့သွားဆိုပြီးတော့သူတို့တန်းမရှိဘူးဆိုသူတို့မှန်မှန်နဲ့ရောက်ထားခဲ့တယ်ပြောက်ကခလေးပြောက်သွားတဲ့အချိန်သူတို့အကူကြီးတောင်းတယ်မာကြီးရေသမီးခလေးရှာလို့မတွေ့တော့ဘူးသမီးတို့တခြားလားကူကြီးပစ္စည်း2000ယူသွားလိုက်တယ်နင်းပယ်ရင်းအိုက်တက်ရှာလိုက်တယ်ဆိုသမီးတို့ပြောတယ်သမီးအမပိုးကြီးဒေါ်လာထွက်သွားတယ်သူတို့သူတို့ကူကြီးပေးထားသမီးတို့ကြာသူတို့မကူကြီးပေးနိုင်ဒီခလေးငယ်လေးပြောက်သွားတော့ ။တဝါရဲ့ကလေးလေးစားဆိုသူကပြန်ရှာခြင်းနဲ့အကလေးလေးကိုပြန်လူကြည့်တာ။မိဘမိအဖေမရှိတဲ့ဘွားတွေကမင်းမရှိတဲ့ဖြစ်ပြီးတော့ပြည့်ရည်တပိစပိတွေကို။မနီကူတော်လာချက်။26နှစ်။အမေကသမီးသားလေးတွေသမီးသမီးတွေမပေးနိုင်။အဲသမီးမွေးရမှာလို့တော့သမီးမခွဲလည်းမခွဲနိုင်။เมียအရှင်းဆုံးပြသမီးသားလည်းမပေးနိုင်တကယ်ကြီးမပေးနိုင်တတော်မရှိရသမီးသေးုံမရှိတော့ဒီကလေးတွေသမီးဘယ်လို့မှခွဲလို့မရတာ တဝိမာအငယ်မာလေးကိုသွေးရုပ်သိကူဝေးတယ်ဘာဒီကလေးလေးကိုခွဲတိုင်းလို့ဘူဝီတို့အသေးတယ်ကိုပြန်ခေါ်ခိုင်းရတယ်သွေးရုပ်ဒီကောင်လေးကိုလုံးဝမခွဲနိုင်တဝိမာအဲ့ပြန်မိဘသူကရိုက်ဝိုင်းရောစိတ်မကောင်းလေစိတ်မကောင်းအများကြီးရတာမိဘတွေကထုံးတာပဲလေကိုသားလေးပြီးပလာဝဲရအနည်းအသမစိတ်လုံးဝထိတ်လို့မရဒီအငယ်မာလေးရှိဖို့ပဲစိတ်ကရောက်နေတယ်ဒီအငယ်မာလေး ။နိုင်ကောင်းတဲ့လူလက်ထဲရောက်သွားတယ်သူမျိုးမကောင်းတဲ့ကောင်းလေးမကောင်းတဲ့လူတွေရဲ့လက်ထဲရောက်သွားမှသူမှကြောက်တယ်ဒီခလေးလေးတော့။မငလင်းဘေးတွေသွားပြီးတော့လုံနေအချိန်မှာကုညီဘေးနေအချိန်မှာဒီဗီဒီယိုဖိုင်တက်လာတော့ဟိုတော်တော်လေးသူကရိုက်လိုက်တာတော့တော်တော်ကျန်းတယ်အကြောင်းရင်းတော့အခိုင်အမာမှမသိသေးဘူးပေါ့ အဲ့တော့ကိုယ်ကလေးတွေနဲ့ရှင်ကြည့်လိုက်တဲ့အချိန်မှာအမကလေးသာဆိုလို့ရှိရင်အမဘယ်လိုမှမခံစားနိုင်ဘူးအဒါကတော့အကောင်လုံးကသူများကြီးပြောတဲ့ခါကျတော့သူကိုယ်သမီးမဟုတ်ဘူးကိုယ်ကလေးမဟုတ်ဘူးပေါ့ကွယ်ကိုယ်ကလေးမဟုတ်ဘူးတောင်းစားခိုင်းတယ်ဒါသူများကလေးကိုသူမျိုးလုပ်တယ်ဆိုတော့အပြစ်မှန်ကိုအမတို့ကတေချာရင်စုံစမ်းရမှာပေါ့အဲ့တော့အချင်းချင်းပြောရမယ်ဆိုတော့သူ့ကိုမနေမရရအောင်ရှာရှာပြီးတဲ့ခါကျတော့အခုသူကသူ့ကလေးအရင်လို့ပြောတယ်သူ့ကလေးအရင်ပြောပြောယောက်ျားလေးအမတို့ကပထမတွေ့တော့မိန်းကလေးတင်တာယောက်ျားလေး အဲသူ့မှာတနစ်နဲ့ရှင်းလာကလေးလေးရှိတော့ဒီကလေးလေးကိုထားတဲ့အခါမှာဒီကလေးလေးပျောက်သွားတယ်ဆိုတော့မိခင်စောနဲ့သူရိုက်မိတယ်လို့ပြောတယ်။သူမွေးဖွားရခဲ့တဲ့စေးရုံလေးလည်းသူပြောပြတဲ့အခါကျတော့ဒါသူပြသူနဲ့စကားပြောကြည့်တဲ့အခါမှာသူ့ကလေးအရင်နဲ့ထုတ်မှာပါ။အဲ့တော့မတော်ဒါတွေကတေချာစုံစမ်းရမှာပေါ့လေ။အဓိကကတော့အမကတော့ကလေးရိုက်လိုက်တဲ့အခါကျတော့အမကလေးအရင်မဟုတ်ဘူးဆိုလို့ရှိရင်တော့အမဒီကလေးကိုခေါ်ယူဆောက်ရှောက်ပေးမယ်။အမဒီ ဟိုကလေးအေးမောက်တဲ့မိဘအေးမောက်တဲ့နေရာမှာကလေးကိုနှိမ့်ပြင်းပန်းနှိမ့်ဆက်ပြီးတောင်းစားတာတော့အမခွင့်ပြုနိုင်မှာအဲ့တော့ तू ကတော့အမကိုအခုပြောတယ်ပေါ့နော် तू ကလေးအရင် तू တတော်မမှန်နဲ့ပြောတယ် तू ကလေးနဲ့ခွဲရတဲ့ခါမှာဆိုလို့ရှိရင် तू တေသားနိုင်တယ်ဒါမိခင်ပြစ်တာပေါ့ तू နဲ့စကားပြောကြည့်ရခါမှာလဲ तू ဟာမိခင်ပြစ်တာအမတွေ့ရအဲ့တော့ तू ရဲ့အမကိုလည်း तू သိတယ်ပြီးတော့အဓိကတော့ तू ကအဲ့နေရာဖြစ်တဲ့ဟာကတော့ तू ကလေးတယောက်ပျောက်သွားတယ်ဆိုတော့အခုချိန်လဲရှားတော့မတွေ့ဘူးအဲ့မိခင်စောနဲ့ तू ဖြစ်တာပေါ့လေ ဆိုတော့ဒီဟာလေးကိုအမဘယ်လိုဖြေရှင်းပြရမလဲဆိုတော့ဒီနေ့သူနဲ့အပြစ်မှာတေချာလေးတွေ့ပြီးစကားပြောပြတယ်။စကားပြောပြတော့လေသူကအရင်ဟိုစိုးစိုးရွားရဲမှာတော့မဟုတ်ပါဘူး။သူမိခင်စိတ်ရှိပါတယ်။ အဲ့တော့အမကတော့တာသမီအရင်ဆိုရင်တော့ခွဲဖို့စိတ်ကူးမရှိဘူးမဆီမှာရှိတယ်မိဘမဲ့ကလေးဆိုပြီးတော့တော့အမကခေါင်းစင်တက်ချင်တာမဟုတ်ဘူးမိဘမဲ့ကလေးဆိုတာကိုအမမဖြစ်စေချင်ဘူးအဲ့တော့မိဘနဲ့တာသမီကိုအမဘယ်တော့မှခွဲမှာမဟုတ်ဘူးအဲ့တော့အမကသူ့ကိုမေးကြည့်တယ်အမဆောက်ရှောက်ပေးမယ်တာမီနေအောင်လို့ဟလာအမနဲ့ခင်ဗျာအနားနီးမှာပဲဖြစ်အမအိမ်ငါပေးမယ်ဆောက်ရှောက်ပေးမယ်သူ့အလုပ်ပေးမယ်အမအလုပ်ဆိုတာအမခင်ဗျာမလည်းဖြစ်ချင်ဖြစ်မယ်သူကသူအလုပ်ရှာပြီးတော့အကောင်းကောင်းမနဲ့ကလေးကိုလည်းကြောင်းထားပေးမယ်ဆိုရင်နေမလားသူကသူ့ကလေးနဲ့မခွဲရဘူးဆိုရင်သူ ဘယ်မှာဖြစ်ဖြစ်သူနေပြောတယ်အဓိကတော့အမကသူ့ကိုသူက28နှစ်ပဲရှိသေးရဆိုတော့ဒီမလေးကိုသူ့ဘွားအတွက်လည်းမလုံချုံဘူးနံပါတ်1ပြီးတော့သူ့ပျောက်သွားသူ့အခုမလုံချုံလို့တောင်မှသူ့ကလေးတယောက်ပျောက်သွားတယ်ဘယ်နှရှာမှန်းတော့မသိဘူးပျောက်သွားတဲ့ကလေးလေးကလည်း main ကလေးအခုခင်မှာ main main ကလေးတွေက3နှစ်အရွယ်ဆိုလို့ရှိရင်3နှစ်တော့ဒါ4နှစ်5နှစ်အရွယ်ဆိုရင် child rape တွေကဖြစ်နေကြတယ်ခစ်ကြီးမှာလမ်းပေါ်အေးလမ်းပေါ်စားတဲ့ဘွားမှာသူ့ဘွားကမလုံချုံနိုင်ဘူးမလုံချုံနိုင်တဲ့အချိန်မှာသူလည်းမလုံချုံဘူးကလေးနှစ်ယောက်စလုံးလည်းမလုံချုံသူလည်းကြီးလာလို့ရှိရင် သူ့ဘဝတကကောင်းဖို့လမ်းမမြင်ဘူးဆိုတော့ကလေးတွေကအနာဂတ်မှာအနာကလေးတွေကောင်းမှာအနာဂတ်ကောင်းမှာလေဆိုတော့အမကအသူ့ကိုစကားပြောကြည့်တယ်အဲ့တော့သမီးဘလို့စိတ်ကူးရှိတယ်အမကိုယုံလားအမနဲ့ဒီလိုမျိုးလိုက်နေမလားအမဆောက်ရှောက်မှုကြီးအမရဲ့အရေးအောက်ကနေမလားသူကောင်းကောင်းမွန်နေပါပြီးတော့သူဇိုင်းအချင်းဇိုင်းတာလည်းမပြတ်ပြားပါဘူးတဲ့အခုလောလောဆယ်အမသူ့မှာအိမ်အောင်ရှိသလားအိမ်အောင်ဆိုတာဒီကလေးတွေအဖေတော့မဟုတ်ဘူးပေါ့လေသူတို့မှာအချုပ်ရှင်းနေရှိသလားယောက်ျားလေးရှိသလားသူအမခံတယ်မရှိဘူးဆိုတော့ ဒါအမရဲ့အရေးအဝါသားအောက်မှာနေရင်တော့သူလုံးချုံမယ်ပေါ့ဒါအမသူ့ဒီနေ့စကားပြောကြတယ်သူကတော့အမနဲ့လိုက်ခဲ့မယ်နေမယ်လို့ပြောတယ်အဲ့တော့သူ့ကိုတော့အမစောင့်ကြည့်မယ်သူလိမ့်မရင်သူကလေးနှစ်ယောက်ကောင်းစားမယ်သူကလေးလေးကိုလည်းအမရှာပေးဦးမှာတွေ့တာမတွေ့တာတော့မသိသေးဘူးပေါ့နော်အာသူတို့ဒီမှာစီပင်မှာသူတို့ဟိုဒီတောင်းတဲ့နေရာမှာသူတို့စီပင်မှာသူတို့မှတ်ပုံနေနေရှိရဆိုအမအဲ့ရနေပြန်တောင်းကြည့်ပြီးသူကလေးလေးကိုအမစုံစမ်းပေးမယ်တွေ့သွားခဲ့ရင်တော့သူကလေးနှစ်ယောက်ကောင်းစားမယ်အဲ့ကြားထဲမှာသူလိမ်မာတော့လည်းမိသားစုစုံစုံလေးနဲ့သူတို့တော့ရောက်လုံးကောင်းစားမှာပေါ့မလိမ်မာတော့လည်းသူ့ဘွားနဲ့သူ့ထိုက် သူ့ကံပေါ့ကလေးနှစ်ယောက်နဲ့သူဖွဲ့ရမယ်ပေါ့ဒါပဲပေါ့ဟုတ်သမီးသားသမီးကြောင့်သင်တော်ရဖြစ်သွားတဲ့လူတွေနဲ့ပတ်မှန်ပါလေသမီးသမီးလေးပြောင်းသွားတဲ့သူစိတ်ရောရဲ့ခင်ဗျာသမီးသမီးသားတွေကလည်းရိုက်ပါတယ်သမီးကသမီးကိုဆုလုပ်ပေးတာသမီးနားတကဘယ်တော့မှတကယ်လို့မရိုက်တော့ပါဘူးသမီးတကယ်လို့ရိုက်ခဲ့ပါရှိရဲ့သမီးတို့ဆရာဥပဒေရတော့ပြတ်ပါ ကောင်းတော့တောင်းပန်ပါတယ်။ဒါကြိုင်လို့ပဲဒီလိုရမ်းနေမှာအမှုတော်မျိုးတွေကိုဒီလိုမျိုးမြင်နေတယ်